ခုနောက်ဆုံးထွက်ထားတဲ့ latest version 7.4အတွက် CapCut Pro ကို free blue သုံးမယ်ဆိုတာအလွယ်ဆုံးပြောပြသွားပါမယ်။ဟုတ်ပြီဆက်လက်ရအောင်။အဲ့ကျွန်တော်တို့ကဒီ CapCut software လေးကိုမဖွင့်သေးခင် dev PC တဲ့ကိုသွားမယ်။ကိုရဲ့ project ပေါ့နော်။ကိုရဲ့ project ကိုရဲ့ file ကိုဘယ်ထည့်သိမ်းမှာတော့ဆိုရင်ကျွန်တော်ဒီတဲ့ကိုသွားလိုက်မယ်။ folder လေးတစ်ခုစောက်လိုက်မယ်။ right click new folder ကျွန်တော် folder name ကိုတော့01 and cap cap လို့ပေးလိုက်မယ် okay အဲကျွန်တော်ရဲ့ video project တွေကိုဒီဒီအောက်က cap cap folder လေးကိုတင်มาပဲဖြစ်ပါတယ်ဟုတ်ပြီကိုယ့်ရဲ့ folder လေးကိုကြိုဆောက်ထားလိုက်တယ်ပြီးတော့ cap cap software လေးကိုဖွင့်လိုက်တယ် create project ကိုမလုပ်သေးခင် setting ကိုနှိပ်မယ် setting နဲ့အနေမှာဒီ setting နဲ့ကိုရွေးမယ် ဒီ setting နဲ့အနေမှာဒီ save to ဆိုတဲ့နေရာမှာကျွန်တော်တို့ကစောစောတုန်းက folder ဆောက်ခဲ့တဲ့ကိုယ့်ရဲ့ folder လေးကိုရွေးပြရမှာဖြစ်ပါတယ်အဲ့ဒါ folder ပုံလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ကဘယ်ထည့်သိမ်းမှာတော့ဆိုရင် this pc အောက်က drive d ဆိုတဲ့ဒီအခန်းထဲက01 cap cap folder လေးကိုရွေးပြီးတော့ဒီ select folder လေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့တင်းကျင်တဲ့ folder လေးကိုရွေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ပြီးခဲ့တာဒီဒီအောက်က01 ကပ်ကပ်ဖိုရာကိုရွေးခဲ့တာဖြစ်ပါတယ် save ကိုနှိပ်လိုက်ပါထုံးစံအတိုင်း project တွေတစ်ခုလုံးမှာမို့လို့ create project ကိုယူလိုက်ပါ။အော်ထုံးစံအတိုင်းပဲကျွန်တော်တို့ကဒီ import ဆိုပြီးတော့ကိုယ့်ရဲ့ video file တွေကိုခေါ်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီ project တွေများလာရင်ဘယ် project ကဘာတွေလုပ်ထားတော့သိသာအောင်ကျွန်တော်တို့နံပါတ်1နံပါတ်လေးပေးလိုက်ပါမယ်။ဒီအပေါ်ဆုံးနေရာလေးမှာကျွန်တော်တို့ကကိုယ်ပေးချင်တဲ့နံပါတ်လေးကိုပေးလိုက်ပါမယ်။ကျွန်တော်ကတော့ နမစီတူကပ်ကပ်ပေါ့တာကိုချိန်တဲ့နာမည်ပြလို့ရပါတယ်တ free ပေါ့ဒီ pro software လေးကို free လုပ်မဲ့အကြောင်းမို့လို့ကျွန်တော်ကစီတူကပ်ကပ်2 free လို့ပြလိုက်ပါတယ်ကိုချိန်တဲ့နာမည်ပြလို့ရပါတယ်ကိုရဲ့ project name ပဲဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကထုံးစံအတိုင်းပဲ import ကိုနေမယ်ကိုယ့်ရဲ့ video file တွေကိုခေါ်မယ်ပေါ့ကျွန်တော်ကတော့ကိုယ့်ရဲ့ video လေးတွေက ဒီ video edit test folder ထဲမှာရှိတာမို့လို့အထည်သွားလိုက်မယ်။ဒါတွေက AI နဲ့ကျွန်တော်လုပ်ထားတဲ့ video လေးတွေဖြစ်ပါတယ်။အဲ့ဒီ video လေးတွေပေါ့နော်။ကို project လုပ်ချင်တဲ့ video လေးတွေကိုဖွင့်လိုက်ပါ။ထုံးစံအတိုင်းပဲဆွဲထည့်လိုက်မယ်ပေါ့။ Okay ဒါပုံမှန်ပါပဲ။အဲပြီးတော့မှကိုဖြတ်ချင်တဲ့ဆိုတဲ့နေရာလေးတွေမှာဒီလိုလေးတွေ cap လေးတွေလုပ်လိုက်မယ်။အဲ့ပြီးတော့ကျွန်တော်တို့က profile feature လေးတွေထည့်မယ်ပေါ့နော်။ဥပမာ sticker တွေထည့်မှလား။ ။အားစင်ကျွန်တော်က Pro feature လေးတွေပဲလုပ်ကြည့်ပါမယ်။ Pro feature လေးတွေထည့်ကြည့်မယ်ပေါ့နော်။အဲကြိုက်တယ်ဆိုတော့အပေါင်းလေးနေလိုက်မယ်။အဲပြီးတော့ကိုကြိုက်တဲ့နေရာကိုထားမယ်။ဒါကတော့ sticker တွေကအဲကိုကြိုက်တဲ့ profile လေးတွေထည့်ထားတာပဲဖြစ်ပါတယ်။ကိုကြိုက်တဲ့နေရာကိုထည့်လို့ရတယ်ပေါ့။ โอเคနောက်ထပ်ကျွန်တော်ဒီ transition နဲ့ကလည်း pro feature လေးတစ်ခုလောက်ထည့်လိုက်မယ်โอเคကျွန်တော်ဒါလေးထည့်လိုက်ပါမယ်အဲပြီးရင်ဒီဘက်ကိုလည်းအဲ verify လေးထည့်ခြင်းတော့ pro pro feature တစ်ခုလောက်ကျွန်တော်ထည့်လိုက်ပါမယ်โอเค အဲဒီဗီဒီယိုလေးကိုလည်းကိုကြိုက်တဲ့ app လေးတစ်ခုလောက်ထည့်လိုက်ပါမယ် pro feature လေးလေးကိုကြိုက်တာလေးတွေထည့်လို့ရပါတယ် okay okay ဒါတော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲအဲကိုထည့်ကျင်တဲ့ effect တွေ transition တွေ sticker တွေ ဒီ text တွေ pro feature တွေထည့်ပေါ့ထည့်ပြီးရင်ဘာကြီးလုံးမှာလုံးဆိုရင်စာသားတွေထည့်ထားလဲရတယ်ထုံးစံတိုင်းနောက်ဆုံး export ထုတ်မယ်ဆိုရင် ျွန်တော်တို့ကဒီဗီဒီယိုပြီးသွားလို့ export ထုတ်မယ်ဆိုရင်ဒီ export လေးကိုနှိမ့်မယ်နှိမ့်မယ်ဆိုရင် pro feature တွေထည့်ထားတာဖြစ်တဲ့အတွက်သူကဒီ pro account ကိုဝယ်ခိုင်းနေတာ pro feature တွေကိုသူရအောင်ဒီ license version ကိုဝယ်ခိုင်းနေတာဖြစ်တယ်ကျွန်တော်တို့ကမဝယ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဘာလုပ်မှာလုံးဆိုရင်ဒါတွေအားလုံးပေါ့ကိုယ့်ရဲ့ thread အားလုံးကို select ချင်တဲ့အတွက် thread တစ်ခုကို select တယ် control a နှိမ့်မယ်နှိမ့်ပြီးသားရင်ထုံးစံအတိုင်းပဲ right click ကနေ create compound click ကိုရွေးမယ်ပေါ့ ဒါဆိုရင်ကျွန်တော်တို့ရဲ့ layer တွေအများကြီးကနေ layer တစ်ခုတည်းပဲဖြစ်သွားပြီဖြစ်ပါတယ်ပြီးတော့ f5 ပေါ်မှာ right click ကျွန်တော်ဗာထက်လုံးမှာတော့ဆိုရင် pre process compound clip ဆိုတာလေးကိုထည့်ယူမယ် pre process compound clip ဆိုတာလေးကိုယူလိုက်မယ်အဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ video အတူအရှိထည့်ထားတဲ့ effect ဆက်ရဲ့ performance ပေါ်မူတည်ပြီးတော့ခဏဆောင်းရမှာပဲဖြစ်ပါတယ်အခုကျွန်တော်ပြတဲ့နေရာမှာ100%လေးဖြစ်အောင်တော့ဆောင်းရမှာပဲဖြစ်ပါတယ် အခုလို100%ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ပြန် run ကြည့်မယ်။ Okay အဲ့ဆိုရင်ကျွန်တော် export ထုတ်ကြည့်မယ်။အခုဆိုရင်လည်း तू က pro feature တွေတောင်းနေတော့မှဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကဘာလုပ်မှာလုံးဆိုရင်အခုနေရာအရေးကြီးပါတယ်။ဒီ video လေးကိုတစ်ချက်နေပြီးတော့ delete နေလိုက်ပါ။နေပြီးရင်ကျွန်တော်တို့ media လေးကိုပြန်သွားမယ်။ပြီးတော့ import ကိုနေမယ်။အဲ तू ကဘယ်ထိရောက်သွားပြီတုံးဆိုရင်ကျွန်တော်တို့ရဲ့ဒီတဲကဆော့ဆော့ရောင်းအတင်းခဲ့တဲ့01 capcap folder တဲက capcap drive out က 110တဲ့မှာ resources အောက်မှာ combination အောက်မှာကျွန်တော်တို့ရဲ့စောစောတုန်းက pre process လုပ်ခဲ့တဲ့အတွက် file လေးထွက်နေပြီဖြစ်ပါတယ် file လေးကိုရွေးလိုက်ပါ open ပေါ့အော်ပြီးတာနဲ့ file လေးကိုကျွန်တော်အောက်ကိုဆွဲထည့်လိုက်ပေါ့အော်ဒါဆိုရင်တော့ဒီ file လေးကိုကျွန်တော်တို့အလွယ်တကူပဲ export ထုတ်တဲ့အခါမှာ pro feature တွေကိုတုံးလို့ရသွားမှာပဲဖြစ်ပါတယ် expo နေုံပါပဲဖက်တဲ့တိမ်မာတော့ဆိုရင်ထုံးစံအတိုင်း expo 2ကတော့ကိုကြိုက်တဲ့နေရာမှာတင်လို့ရတယ်ကျွန်တော်ကတော့မြင်သာအောင် desktop ပေါ်မှာတင်လိုက်မယ် file name ဘာလို့ပေးမှာတော့ဆိုရင် pro 2 free ဆိုပြီးတော့နာမည်ပေးလိုက်မယ်ပေါ့ pro ကို free အနေနဲ့ဘယ်လိုလေးသုံးရမယ်ဆိုတာ expo ထုတ်ပြခြင်းပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ pro feature တွေတုံးထားတဲ့ဒီ video လေးကို license မဝယ်ဘဲနဲ့ကျွန်တော်တို့ free အလွယ်တကူထုတ်တဲ့နည်းလေးပဲဖြစ်ပါတယ်အဲ့ desktop ပေါ်မှာကျွန်တော်တို့ရဲ့ video file လေးရောက်ရှိနေပြီပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်